တွေ့နေရတဲ့ဗီဒီယိုဖိုင်လေးကလက်တော်မှာရန်ကို hit ဖြစ်နေတဲ့ဗီဒီယိုဖိုင်တွေရဲ့ define လို့လည်းပြောလို့ရပါတယ်။ဘာကြောင့် hit ဖြစ်နေရလဲဆိုရင်တော့ဒီဗီဒီယိုဖိုင်ထဲမှာပြောထားတဲ့အမျိုးသားရဲ့ပြောစကားတွေတော်တော်လေးကိုအံ့အားသင့်ဖို့လည်းကောင်းပါတယ်။ဒါကြောင့်လည်းကျွန်တော်ကြီးရှုနေကြတဲ့ viewer တွေအတွက် knowledge sharing ကိုရည်ရွယ်ပြီးတော့မှပြန်လည်ပြီးတော့ကျွန်တော်အနေနဲ့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ reaction မလုပ်ခင်မှာအရင်ဆုံးဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်ရအောင်။နိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာ။မြှို့ရမှာ။ဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကို မိရှုရမှာခြေတော့တွင်နဲ့ညင်းညမှာဓာတ်တွင်နဲ့ခုပ်ပလဲရမှာနော်ရှင်ပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရမို့မတက်မရဖို့အင်းဒီမှာမတွညဖို့ဘုရားဘာသာတွေကကိုယ်တိုင်နဲ့ထုထားတာကြည်လားကိုယ်တိုင်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတည်တော်တဲ့လူကိုယီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော် ဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖိယသခင်မကြိုက်လို့ပြောနေတာကျွန်တော်အချင်းချင်းပြောတယ်ဖိယသခင်မကြိုက်လို့ပြောတာ Okay ဆိုတော့ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီလောက်ပဲဖွင့်ပြလိုက်တော့မယ်။ဒါကြောင့်လဲဆိုတော့ဒီဗီဒီယိုဖိုင်လက်တော်မှာအရင်လဲ hit ဖြစ်ပြီးသားဖြစ်တဲ့ဗီဒီယိုဖိုင်ဖြစ်တဲ့အတွက်တော်တော်များများကြည့်ပြီးပြီလို့ကျွန်တော်ယုံကြည်တယ်။နောက်တစ်ချက်ကကြတော့ကျွန်တော်ကိုယ်တိုင်လဲဒီဗီဒီယိုဖိုင်ကိုနားထောင်နေနေဆက်ပြီးတော့နားမထောင်ချင်တော့လောက်အောင်ပဲဖြစ်မိတဲ့အတွက်ဒီဗီဒီယိုဖိုင်ပိတ်လိုက်ခြင်းလည်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်အလုံးသိကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ DeFi ထဲမှာဒီလူရဲ့ပြောကြားမှုတွေကတော်တော်လေးကိုပဲအစွန်းရောက်နေပြီးတော့မှကဲကိုပဲလူလို့သာကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်။ဒါပေမဲ့သူပြောနေတဲ့အရာတွေဟာသူရဲ့လို့ခေါ်ဝေါ်ဖို့တော့မထိုက်တန်ဘူးလို့တော့ကျွန်တော်မှတ်ချက်ပေးချင်တယ်နော်။ဒီလိုပြောတာလည်းအကြောင်းကိုကျွန်တော်ပြောတာမဟုတ်ဘူး။ဒီလူကပြောမယ်ဆိုခေါင်းတော့ပါတယ်။သို့တော့အုံနောက်တော့ရှိမယ်ပုံမပေါ်ဘူးဗျ။နော်ကျွန်တော်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်အုံနောက်ရှိခြင်းဟာလုံးတင့်မလုံးတင့်ဆိုတော့ခွဲခြားနိုင်တယ်နော်ကျွန်တော်တို့ကခေါင်းထဲမှာရှိနေတဲ့အုံနောက်ကအလကားပါလာတာမဟုတ်ဘူး ဒီအရာကိုလှုပ်တင်လားဒီအရာကိုမလှုပ်တင်ဘူးလားဒီလိုပြောတင်လားဒီလိုမပြောတင်ဘူးလားဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကနေကျွန်တော်တို့ရဲ့ဉာဏ်ပညာနဲ့เนาะလှုပ်တင်မလှုပ်တင်ဖြစ်တင်မဖြစ်တင်ဆိုတာတွေကိုကျွန်တော်တို့ကဝေဖန်ပိုင်းခြားတာဖြစ်တယ်အဲ့လိုမှကျွန်တော်တို့ရဲ့ခေါင်းထဲမှာရှိနေတဲ့အုံနောက်ကအလုံးမလှုပ်ဖဲနဲ့မှဘာမှဝေဖန်မပိုင်းခြားနိုင်ဘူးပြောတင်လားမပြောတင်လားလည်းမသိဘူးမဆုံးဖြတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကလူလို့ခေါ်လို့မရတော့ဘူးတရိษံလို့ပြောင်းခေါ်มาဖြစ်တယ်เนาะတရိษံလို့ပြောင်းခေါ်มาဖြစ်တယ် ဘာကြောင့်လဲဆိုတော့ tradition နဲ့လူရဲ့ကွာခြားချက်ကအဲ့လိုဖြစ်တင်တာမဖြစ်တင်တာလုံးတင်တာမလုံးတင်တာတွေကိုလူတွေကပိုင်းခြားနိုင်တယ်ဝေဖန်ပိုင်းခြားနိုင်တယ်ခွဲခြားနိုင်တယ်ဒါပေမဲ့ tradition ညီကြတော့မခွဲခြားနိုင်ဘူးအဲ့ကြောင့်လို့လူနဲ့ tradition ဆိုတာခွဲခြားတော့တာလည်းဖြစ်တယ်အခုလက်ရှိကျွန်တော်မြင်တွေ့နေရတဲ့အမျိုးသားရဲ့ပြောကြားမှုတွေကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလူတယောက်ပြောနေတယ်လို့ခံစားပြီးလို့လုံးဝမရတာနော်ဘာကြောင့်လဲဆိုတော့ तू ပြောနေတဲ့ဇာတ်ကားတွေကတကယ်ကိုပဲအစွန်းကိုရောက်ပြီးတော့မှ အပြောတင်မပြောတင်ဆိုတာလဲနားမလည်တဲ့ပုံလဲတွေ့ရတယ်။ညမှာမေးစရာတွေကတော့အများကြီးရှိသေးတယ်ဗျ။အဲ့ဒါဘာလဲဆိုတော့ဒီလူပြောဖို့အတွက်သူ့ရဲ့စိတ်ဆန္ဒနဲ့သူကထွက်ပြီးတော့ပြောနေတာလား။ဒါမှမဟုတ်သူ့ရဲ့နောက်ွယ်ကနေစုံတယောက်တသိန်းတစ်ဖွဲ့ကပြောပေးပါဆိုပြီးတော့ control လုပ်လို့သူကပြောနေရတာလားဆိုတာလဲမေးခွန်းထုတ်စရာရှိတယ်။ဒီညမှာကျွန်တော်အရင်ဆုံးမြစ်တာရက်ခံချင်တာတစ်ခုတော့ရှိတယ်ဗျ။အဲ့ဒါဘာလဲဆိုတော့ဒီလူဟာကချင်လူမျိုးဖြစ်တယ်ပြီးတော့ Christian ဘာသာဝင်ဆိုတာကျွန်တော်အားလုံးသိတယ်။ ဲ့တော့ကျွန်တော်ဒီနေ့ဒီ reaction မှာအဓိကပြောချင်တာကဒီလူပဲပြောချင်တာဒီလူပဲပြောချင်တာเนาะဒီလူအုံအောင်မရှိတဲ့လူပဲကျွန်တော်ပြောချင်တာဖြစ်တယ်။သူကိုးကွယ်တဲ့ Christian ဘာသာဝင်တွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ Christian ဘာသာဝင်တွေတဲမှာကိုကိုးကွယ်ယုံကြည်တဲ့ Christian ဘာသာကိုလည်းဒီဇိုင်းမမတ်ကိုးကွယ်နေသလိုအခြားတစ်ဖက်မှာရှိတဲ့အခြားသောဘာသာဝင်တွေအပေါ်မှာလည်းလေးစားမှုအပြည့်ရှိတဲ့သူတွေများစွာရှိတယ်။နော်များစွာရှိတယ်။ကျွန်တော်ရဲ့တငယ်ချင်းတွေတဲမှာဆိုလည်း Christian ဘာသာဝင်တွေများစွာရှိပါတယ်။အတူတူကိုယ်တိုင်လည်းကျွန်တော်တို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုလေးစားသလို သူတို့ကိုယ်ကိုယ်ယုံကြည်တဲ့ဘာသာကိုလည်းအထုံးမြတ်တမိုးထားကြတယ်ဒီလိုပဲကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဗုဒ္ဓဘာသာကိုတမိုးထားဆိုသူတို့ကိုယ်ကိုယ်ရဲ့ဘာသာကိုလည်းကျွန်တော်တို့က respect ပေးတယ်လေးစားမှုအမြဲတမ်းပေးတယ်အဲ့လိုပဲဖြစ်နေရမှာဘာသာတိုင်းဘာသာတိုင်းဟာအဥပ္ပတ္တူလေးစားမှုအပြည့်နဲ့ကိုယ်ကမြည်သည့်ဘာသာကိုပဲကိုယ်ကိုယ်နေစေကျွန်တော်တို့မှလေးစားမှုဆိုတာထောက်ထားပြရမယ်အဲ့လိုလေးစားမှုမရှိဘဲနဲ့မှအစွန်းတစ်ဖက်ကိုရောက်နေပြီဆိုရင်တော့အဲ့ဒါတေးကြတယ်ဗျာ သူတို့တင်ကြားပြသပေးတဲ့ဆရာသမားတွေရဲ့ဉာဏ်ပြမှုလို့ပြောလို့လည်းရတယ်လို့သူတို့ကိုယ်တိုင်ကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲခေါင်းတော့ပါလာတယ်သို့တော့အုံးတော့မပါလာဘူးเนาะဒါပဲကျွန်တော်မှတ်ချက်ပေးချင်တော့တယ်ပြီးဖိုင်ထဲမှာဆိုလည်းဒီလူရဲ့ပြောကြားမှုတွေကကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကိုတော်တော်လေးကိုစော်ကားလို့နဲ့အပြောအဆိုတွေဖြစ်တယ်ဒီလိုအပြောအဆိုတွေကိုဗီဒီယိုရိုက်ပြီးဘာကြောင့် line မော်တင်တာလဲဆိုတာလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူရဲ့စိတ်ဆန္ဒကြောင့်ပြောတာလားသို့မဟုတ်နောက်ွယ်ကတူးတက်ရောက် တသင်းတစ်ဖွဲ့ကပြောခိုင်းလို့သူကပြောတာလားဆိုတော့တတော်လေးစိတ်ဝင်စားဖို့လဲကောင်းတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုပြောချမှုဟာကိုပေါင်ကိုလန်ထောင်းနေဆိုတော့ तू မသိတာလားเนาะဒါလေးတစ်ချက်တော့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်ကိုပေါင်ကိုလန်ထောင်းဆိုတဲ့စကားကိုကျွန်တော်ပြောရတယ်လဲဆိုရင်ကိုပေါင်ကိုလန်ထောင်းဆိုတဲ့အဓိပ္ပာယ်ဟာเนาะကိုယ့်ရဲ့လုံရဲ့ကြောင့်ကို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 ပြန်ထိတာပဲအဲ့တော့ကိုပေါင်ကိုလန်ထောင်းတယ်လို့ခေါ်တယ်ဒါအားလုံးနဲ့သိပါတယ်အဲ့တော့ဒီနေရာမှာဒီတိုင်းပဲ ူ့ရဲ့ဒီလိုမျိုးမစင်မကျင်ပြောဆိုမှုဟာဘ누구ပြန်ထိလဲဆိုတော့သူကိုယ်ကိုယ်ယုံကြည်တဲ့ခရစ်ယာန်ဘာသာရဲ့ဂုံတိတ်ခါဘာနေနိုင်တဲ့စွဲချသလိုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူယုံကြည်ကိုယ်ကိုယ်တဲ့ဘာသာကဒီလိုမျိုးပဲသူ့ကိုတခြားသောဘာသာဝင်တွေကိုစော်ကားဖို့တခြားသောဘာသာဝင်တွေရဲ့မကောင်းကြောင်းတွေကိုဒီလိုမျိုးပြောဖို့ဆိုပြီးတော့တင် जा ပေးသလားဆိုတဲ့မေးခွန်းအော်တိုမက်တစ်ဒီလိုမျိုးပြောကြားမှုကြောင့်ပေါ်လာတယ် တခြားသောဘာသာဝင်တွေကျွန်တော်တို့ဗုဒ္ဓဘာသာမှမဟုတ်တခြားသောလက်ရှိ DPO file ကိုမြင်ကြတဲ့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေပဲဖြစ်ဖြစ်တခြားသောအစ္စလမ်ဘာသာဝင်တွေပဲဖြစ်ဖြစ်เนาะဒီဘာသာဝင်တွေအားလုံးကလည်းဒီလူရဲ့ပြောကြားမှုကိုကြည့်ပြီးတော့မှအဲ့ဒီ Christian ဘာသာဝင်ကဒီလိုမျိုးတွေပြောနေတာဟာသူ့ရဲ့စိတ်အလိုအရပြောတာလားသို့မဟုတ်သူ့ကိုပြောမယ်ဆိုသင်ကြားပြသပေးတဲ့သင်ဟုတ်ဆရာတွေကပဲပြောခိုင်းတာလားဒါမျိုးတွေစဉ်းစားစရာတွေတွေးဝေးစရာတွေများစွာဖြစ်ပေါ်စေတယ်မိကုန်းထုတ်စရာတွေများစွာဖြစ်ပေါ်စေတယ် ဲ့လိုအထင်ခံရပြီဆိုတဲ့ဟိုဟာကိုကိုကိုွယ်ယုံကြည်တဲ့ခရစ်ယာန်ဘာသာရဲ့ဂုံသိက္ခာကိုနိမ့်နိုင်တယ်ကြားလားမကြားဘူးလားဆိုတော့ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေလည်းဒါအုံနောက်ရှိကြမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့် ဒီလိုမျိုးပြောကြားမှုပါဒီတိုင်းခရစ်ယာန်ဘာသာဝင်တွေအနေနဲ့လက်ပိုက်ကြည့်မနေသင့်ဘူးလို့ကျွန်တော်အနေနဲ့အကြံပေးချင်တယ်ခရစ်ယာန်ဒီလိုကိုယ်ဝယ်ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဗုဒ္ဓဘာသာမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားတသရှိထင်ရှားရှိခဲ့စဉ်အချိန်ကဟောကြားပေးခဲ့တဲ့တရားတော်တွေကိုလက်ရှိအချိန်ကာလမှာဘုရားရဲ့သားတော်လိုအလုံးလက်ခံနားလည်ထားတဲ့နောက်ပုံပုံတွေကိုယ်တိုင်ကပြန်လည်ပြီးတော့မှကျွန်တော်တို့ကိုတရားတွေပြန်ပြီးတော့မှဟောကြားပေးတယ်ဒီလိုဟောကြားပေးတဲ့အခါမှာတော့ပြောမယ်ဆိုရင်တော့ဟောကြားပေးတဲ့တရားတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ ကျွန်တော်တို့ဘာသာဝင်တိုင်းအားလုံးလက်ခံနားလည်မဲ့အကြောင်းအရာတစ်ခုပဲကျွန်တော်ဥပမာပြောပြပေးပါမယ်။အဲ့ဒါဘာလဲဆိုတော့ကံကံဤအကျိုး။နော်ကံကံဤအကျိုးဆိုတာကျွန်တော်တို့ကောင်းတာလုပ်ရင်ကောင်းတာခံစားရမှပြင်ပြီးတော့မကောင်းတာလုပ်တဲ့အခါကျရင်တော့အဲ့ဒီမကောင်းတဲ့ဒဏ်ကိုကိုယ်ကပြန်ခံရမှဖြစ်တယ်။ဒါကျွန်တော်တို့ဗုဒ္ဓဘာသာမှာမဟုတ်တခြားသောဘာသာဝင်တွေလည်းဒီကံကံဤအကျိုးကိုနားလည်သဘောပေါက်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်လည်းဒီတစ်ခုတည်းကိုကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ရှင်းပြပေးတာဖြစ်တယ်။ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဒီလိုတရားတော်တွေဟောကြားပေးတဲ့ဖုံဖုံဒီကိုယ်တိုင်ကဟောကြားတဲ့အခါမှာ တခြားသောဘာသာဝင်တွေကိုတွားရောက်ပြီးတော့မှကိုယ့်ဘာသာကပဲကောင်းတယ်တခြားသောဘာသာတွေကမကောင်းဘူးဆိုတဲ့ပုံစံမျိုးဘယ်တော့ဘယ်တော့အခါမှကျွန်တော်တို့တရားမဟောပေးခဲ့ဘူးဒါကျွန်တော်မှန်သောစကားကိုပြောတာကျွန်တော်ဒီအသက်ရွယ်ရောက်လာတဲ့အထိကျွန်တော်ဖုံဖုံနေရဲ့တရားတွေများစွာကိုနားခဲ့ဘူးလေဒီလိုတရားတွေကိုနားတဲ့အခါမှာဖုံဖုံကြီးတရားဟောကြားတဲ့အခါမှာကိုယ့်ရဲ့ဗုဒ္ဓဘာသာပဲကောင်းတယ်တခြားသောခရစ်ယာန်ဘာသာတွေခြားသောဟိန္ဒူဘာသာတွေခြားသောအစ္စလာမ်ဘာသာတွေမကောင်းပါဘူးဆိုတော့ဘယ်တော့အခါမှတစ်ခါမှမဟောခဲ့ဘူးเนาะဒါလေးတစ်ချက်တော့ကျွန်တော်အားလုံးသိစီခြင်းနဲ့ဗျာ အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးကကိုယ့်ရဲ့ယုံကြည်ကိုးကွယ်တဲ့တော့ပြောမယ်ဆိုရင်ဗုဒ္ဓဘာသာကိုပဲကျွန်တော်တို့ကဒီဇိုင်းမတ်မတ်အာယုံထဲမှာပဲထည့်ထားတယ်။တခြားသောဘာသာဝင်တွေရဲ့အကြောင်းအရာတွေကျွန်တော်တို့ခေါင်းထဲမှာလုံးဝလုံးဝမရှိဘူး။ခေါင်းထဲကိုထည့်အောင်မထည့်တာ။ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ပုံမှာပဲကျွန်တော်တို့ကအဲ့ဒီပုံမှာပဲစီးမျိုးနေကြတာ။ဆရာမကောင်းတော့တပည့်ကိုခေါင်းတယ်ကျွန်တော်မြန်မာစကားမှာရှိတယ်။နော်သူမကောင်းတာဟာသူ့ရဲ့တင်းဟုတ်ဆရာမကောင်းလို့လားမိကုန်းထုတ်ဆရာတွေပါရှိတယ်။ဒါကျွန်တော်တရားရဲမိကုန်းထုတ်မှာမဟုတ်တော့ဒီဗီဒီယိုဖိုင်ကိုမြင်ကြတဲ့မြည်သည့်ဘာသာဝင်မဆိုမိကုန်းထုတ်မှာ ောင်းလဲဆိုတော့ဟိန္ဒူဘာသာဝင်နေရတဲ့ဒီပြဖန်မြင်ရင်အဒီခရစ်ယာန်ဘာသာဝင်ကဒီလိုမျိုးကြီးပြောနေတာသူ့ရဲ့ဆရာသမားတွေကမပြောကြဘူးလားဒါမှမဟုတ်သူ့ရဲ့မိဘတွေကမပြောကြဘူးလားသူ့ရဲ့ဘာသာဝင်တူတဲ့သူတွေကမပြောကြဘူးလားဆိုပြီးတော့မေးခွန်းထုတ်มาပဲတခြားသောအစ္စလာမ်ဘာသာဝင်တွေကမြင်လဲဒီတိုင်းပဲကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကမြင်လဲဒီတိုင်းပဲအဲ့လိုပဲဖြစ်มาပဲအဲ့လိုဖြစ်အောင်လဲသူလုံနေတဲ့လုံရက်တည်းကတကယ့်ကိုပြောမယ်ဆိုလူတိုင်းလက်မခံနိုင်တဲ့လုံရက်မျိုးသူကလုံနေတာဖြစ်တယ်ဒီလိုပြောတဲ့နေရာမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲခရစ်ယာန်ဘာသာဝင်တွေကိုစော်ကားခြင်းလို့လည်းမဟုတ်ဘူး ကချင်လူမျိုးတွေဆော်ကားခြင်းလို့လည်းမဟုတ်။ဘာကြောင့်လဲဆိုတော့ကချင်လူမျိုးတွေမှာလည်းညံရင်ညံသွေးပြေးွားတဲ့လူတွေစိတ်သဘောထားပြေးွားတဲ့လူတွေများစွာရှိတယ်။နော်။ပြီးတော့နောက်တစ်ချက်ကခရစ်ယာန်ဘာသာဝင်တွေထဲမှာဒီတိုင်းပဲ။ကိုယ့်ရဲ့ဘာသာကိုအထုမြတ်တန်ဖိုးထားဆိုတခြားသောဘာသာဝင်တွေကို respect ပေးရမယ်ဆိုတဲ့အတ္တိတရားရှိတဲ့သူတွေလည်းအများကြီးရှိတယ်။ဒါကြောင့်မလို့ဒီလူတစ်ယောက်ကြောင့်ခရစ်ယာန်ဘာသာဝင်တွေရဲ့ဂုံသိက္ခာကိုမထိခိုက်မညှို့နှွမ်းစေချင်ဘူးဆိုရင်တော့အမြန်ဆုံးဒီလူနဲ့ပတ်သက်ရပတ်သက်ချောင်းတွေက အမြန်ဆုံးဖတ်တားကြပါလို့ကျွန်တော်အနေနဲ့အကြံပြုပြောချင်တယ်ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီလိုနဲ့ပတ်သက်ပါမျက်မှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းရှိကုန်မှရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့အမြန်ကြည့်ရှုအားပေးနေကြတဲ့ viewer တူတူရောက်ချင်းစီအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါပြ See you next video